ဟုတ်ကဲ့အလုံးမဲမင်္ဂလာပါခင်ဗျာ BM Electronic မှာကြိုဆိုပါတယ်အခုဗီဒီယိုမတင်တော့ကြာနေပြီเนาะဒီကောင်လေးကဒါဟိုဘောဆက်တော့ပေါက်ဆက်တော့ပေါက်ကို तू อ่ะပြင်တာလွယ်တယ်ဗျအဲ့လိုဆိုတော့နည်းနည်းရှင်းပြမယ်ပေါ့เนาะအခုဒီလုံးอ่ะ AC ပြတ်သွားတာ စီပြတ်သွားတော့ဒီစီနဲ့ဆမ်းပြီးတော့နှိုးကြည့်လိုက်တယ်ဒီစီနဲ့နှမ်းဆမ်းပြီးတော့နှိုးတော့ရတယ်ရတယ်ဆိုတော့ဘာလုံးဆရာမလို့ပေါ့เนาะ DC နဲ့ adapter နဲ့ထိုးသုံးပေါ့ဒီမှာ तू อ่ะ AC ဝင်လာတယ်ပြင်ရတာလွယ်တော့နည်းနည်းနည်းရှင်းနည်းနည်းရှင်းပြတဲ့အောင်ပဲလုပ်လိုက်တော့ပဲเนาะ तू อ่ะ အခုဒီမှာဟိုပါ AC ကျိုးရှိမယ် AC ဝင်လာရင် AC နှစ်ဆနော်ဒါ fusible resistor ဖြစ်လိမ့်မယ်ဟုတ်တယ်ဒါလေးက fusible resistor လीပထမဟိုဟာ SMB ရဲ့စနစ်မှာတင်ပြီးပြောပြခဲ့ဘူးတယ်ဒီ ဟိုဖုန်းချာချာတင်တယ်ဖုန်းချာချာမှာကျွန်တော်ပြောဘူးတာတင်တယ်ဒီ register အဲ့အလုပ်လုပ်ပုံဒါပေမဲ့ဒီမှာတစ်ခါထပ်ပြောလိုက်ပါမယ်ဟိုဒီ register ကဥမာ2 on 3 on စတင်ရှိတယ်အဲ့ဒီကောင်ကဘာလောက်တာလဲဆိုတော့သူကဟိုဘောနော်အခုဒီကနေပြီးတော့ဟို black ထိုးလိုက်တယ်ဆိုတော့ black ထိုးလိုက် spec ထသွားတယ်အဲ့ဒီအချိန်မှာသူက wave ကထွက်လာတဲ့ wave က ုံစံမမှန်ဘူးအဲ့ဒီကောင်ကို noise ကိုဖြီလျှော့တာပေါ့နော်နောက်တစ်ခုက fix ဆိုတဲ့သဘောအရာ short ဖြစ်ရင်ဒီကောင်လောင်သွားမယ်အလုံးတစ်ခုကိုလုတ်တယ်တစ်ခုက short ဖြစ်ရင်လောင်မယ်တစ်ခုကအဲ့ဒီ high frequency ကိုပြီးဒါမှမဟုတ်ဒီ stable မဖြစ်တဲ့ line တော့မ line တော့ဒီကောင်နဲ့ဖြီ short ပလိုက်တာပြီးတော့မှ da brick ကွာ ီးတော့မှ double rectifier diode လေးဒီ fuse ကိုဖြတ်လာပြီးတော့ brake rectifier diode ထဲကိုနှစ်ဆဝင်လိုက်တယ်ပြီးတော့ဒီမှာဒီဘက်ကနေနှစ်ဆပြန်ထွက်တယ်ထွက်ပြီးတော့ဒီမှာ filter capacitor ခံထားတယ်အဲ့ဒီ filter capacitor ကနေမှဒီဘက်ကိုကူးပြီးတော့ဒီမှာ switching IC ရှိမယ် transformer လေးနဲ့ ဗိုးတွေကို short ချလိုက်တယ် short ချလိုက်တဲ့လိုင်းက square wave ဖြစ်နေတဲ့အတွက်ကြောင့်မလို့ diode လုံးခံပြီးတော့ DC ပြောင်းလိုက်တယ် DC ပြောင်းပြီးတော့မှဒီဘက်ကနေ fiber တွေထုတ်တယ်ဗိုးတွေထုတ်တယ်ပေါ့နော်ကောင်းနေရတူ ware ဒီဒီ resist sorry ဒီ capacitor လေးတွေက10ဗိုးတွေ10ဗိုးတွေဆိုတော့ရှိလုံးရင်သူကတဝက်လို့ယူဆကြတဲ့အတွက် သူရှိလုံးရင်5ဘူးပေါ့နော်5ဘူးဆိုတော့ဒီမှာ USB လဲပါနေတဲ့အတွက်ဒါ5ဘူးလို့ပြောလို့ရပါတယ်ဒါပေမဲ့ဒီဆက်မှာပါတဲ့ USB ကဒါပုံသေး5ဘူးလို့သတ်မှတ်လို့ရတာကျွန်တော်တို့ဒီအခုနောက်ပိုင်းဝင်လာတဲ့ Quick Charge လို့ခေါ်တဲ့ USB port တရားကြတော့ပုံသေး5ဘူးထုတ်တာမဟုတ်တော့ဘူးအဲ့တခုကိုတော့တည်ထားဖို့လိုပါတယ်နောက်ပိုင်းမှာမှ Quick Charge အကြောင်းကိုရှင်းပြပါမယ် နောက်တစ်ခုကကျွန်တော်ဟိုဟာသင်ခန်းစာပေါ့နော်သင်ခန်းစာမတင်တာနည်းနည်းကြာသွားပြီဆိုတော့အဲ့ဒီဟာကိုအားရတဲ့အချိန်တင်လိုက်ပါမယ်အခုอืมဒီမှာပေါ့เนาะအခုဒီမှာ ဒီကောင်ကဘာဖြစ်လဲဆိုတော့ဒီမှာ AC ထည့်လိုက်တယ်ထည့်လိုက်တဲ့အချိန်မှာဒီအထိ4ရောက်တယ်အခု AC ထည့်လိုက်တယ် AC ထည့်လိုက်တဲ့အချိန်မှာဒီ capacitor အထိ4ရောက်တယ်4ရောက်ပြီးတော့ဒီဘက်တီကသူက4ထွတ်ထွတ်ထွတ်မလာတော့ဘူး5ဘူးမရှိဘူး5ဘူးမရှိဘူးဆိုလို့ရှိရင်ဒီအထိ4ရောက်ပြီးတော့မှဒီဘက်ကို4အာ4မရောက်ဘူးဆိုလို့ရှိရင်ဒါတည်ကြတယ် switching mind ပြတ်တာ switching mind ပြတ်တယ်ဆိုလို့ရှိရင်ဒီ switching IC ဒီကအလွယ်ရှာလို့မရဘူးပြအဲ့လိုဆိုတော့အဲအစားထိုးမယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲ524 module တို့ဘာလို့ ਨੇ အစားထိုးမလားဒါမှမဟုတ်အဲ့ဟို လိုခေါ်လဲစီရှစ်သုံးလုံးလို့ပါအောင်နဲ့အစားထိုးမလားအဲ့လိုမျိုးတွေလောက်ကြရဒါပေမဲ့ဒီကဒါအဲ့ဒါလောက်ဆရာမလို့เนาะဒီမှာ तू က import dc တွဲဖို့ပါပြီးသားဆိုတော့ nc import dc တွဲဖို့ထိုးလိုက်တယ်ထိုးလိုက်ပြီးတော့တွဲဖို့ power supply ပေးလိုက်တဲ့အချိန်မှာမှ तू က तू က तू အဲဒီမှာ5 volt regulator ic လို့ပါလို့ ਨੇ तू က4တွေကို short in လုပ်ပြီးတော့ဒီမှာ capacitor ခံပြီးတော့5 volt သွားပေးတယ် အခုတွဲဖို့ထိုးလိုက်မယ်တွဲဖို့ထိုးလိုက်တဲ့အချိန်မှာ short ကျနေတယ်ဆိုရင်တော့ရှာ short ရှာရမယ်ပေါ့နော်အခုကဒီမှာစမ်းကြည့်တော့ဒီမှာ short မရှိဘူးနော်ပြီးတော့ဒီ capacitor ဒီမှာ short ရှိနေလားလို့ကြည့်လိုက် short မရှိဘူးဆိုရင်ဒါက okay ပဲတကယ်လို့ဘိုးပြောက်တယ်ဆိုလို့ရှိရင်တော့အခုတွဲဖို့ထိုးလိုက်တယ်ဗျာတွဲဖို့ထိုးလိုက်တဲ့အချိန်မှာဒီမှာလာပြီးတော့5ရှိမနေဘူးဆိုရင်ဒါ ဒီမှာလာပြီးတော့5ဘုတ်ပေးလိုက်ဒါပါပဲဒါထဲမှာ cut တစ်ခုခုခံပြီးတော့5ဘုတ်ပေးပေါ့เนาะဒီမှာ4ရေအကုန်လုံးရောက်ရဲ့ဒါနဲ့ပုံမှန်အလုံးလုံးနေရဲ့ဒါနဲ့ဒီ set point မလာအောင်ဆိုရင်တော့ဒါ CPU ပြတ်တာဖြစ်ဖို့များပါတယ်အဲ့လိုဆိုရင်တော့ပြင်နေနေတော့ပေါ့เนาะဒါလွတ်ပလိုက်တာပဲကောင်းပါတယ် CPU ကို CPU ကိုအတင်းလဲမယ်လို့ဘာလို့တော့မလုပ်နဲ့ဘာလို့လဲဆိုတော့တဘိုးထက်လက်ခကြီးဖြစ်မှာပါ ခုဒါဆိုရင်တစ်ချက်ဖူရီယူတိုင်းပြပါမယ်ဒါဆိုရင်ဒီကနေပြီးတော့ကျွန်တော်တွဲဖို့ပြေးလိုက်ပါမယ်တွဲဖို့ပါဝါဆပ်လိုက်ပြေးလိုက်ပြီးပြေးလိုက်တဲ့အခါမှာဒီမှာတွေ့လား ဟောကင်မရာထဲမှာဆိုလို့မီးလှုပ်နေတာပေါ့နော်ပြင်မာတော့မလှုပ်ဘူးဒီမှာဒီကောင်တွေကအားလုံး okay ပဲဆိုတော့မီတာနဲ့တစ်ချက်တိုင်းပြမယ်နော်မီတာကိုမီတာကို DC 50 volt scale မှာထားလိုက်ပါတယ်ပြီးတော့ဒီမှာထိုးရတာဖြစ်တဲ့အတွက်အကောင့်ကိုတိုင်းမယ်ပေါ့နော် ီမှာဒါဆိုရင်ဒီမှာတွေ့တဲ့အတိုင်းပဲဟိုဘက်တော့တက်တယ်ပေါ့နော်73ဘူး73ဘူးလောက်ထွက်နေတာအဲ့တော့ဒီကောင်းနေအကုန်လုံးကဒါဒါ ground နေဆိုတော့ဒီမှာတွေ့လာဒရန်လူလဲ73ဘူးလောက်ထွက်တယ် ground ကိုထောက်လိုက်မယ်ထောက်လိုက်ပြီးတော့ ground ကိုထောက်လိုက်ပြီးတော့ဒီမှာ capacitor တွေကို light တိုင်းလို့ရတယ် အခုဆိုရင်ဒီကောင်ကဟိုဟာတေချာတော့မြင်မှာမဟုတ်ဘူးเนาะဒါဒါ90ဖို့90ဖို့မှာဘယ်လောက်ရှိနေလဲဆိုတော့အာ sorry 90ဖို့မှာကျတော့ तू ကဖို့မရှိတော့ဘူးပေါ့เนาะဘာလို့လဲဆိုတော့ဒီကောင်ကိုကြော်ပြီးတော့ဒါဒါ SMBS ပိုင်းနေမှာပါသွားတာအဲ့တော့ဒီဒီကောင်နေက5ဖို့လောက်ရှိနေမှာမထောက်လိုက်မယ်เนาะ ဒီမှာဒီမှာเนาะဒီကောင်ဒီကောင်တွေကိုပြောတာဒီကောင်တွေက5ဘုတ်လောက်ထွက်နေလေမှာဆိုတော့ဒီမှာ ground မှာထောက်လိုက်မယ် ground မှာထောက်ပြီးတော့သူ့အတိုင်းကြည့်လိုက်ရင်ခွာမှန်တယ်လား5ဘုတ်ထွက်နေတယ်လားအကယ်၍ဒီမှာ5ဘုတ်မရှိဘူးဆိုရင်ဒီကောင်က5ဘုတ်ပေးကြည့်လိုက်လို့ရတယ်ဒီမှာသူရောပဲ5 ။ဘာလို့လဲဆိုတော့ဒီမှာသူ့ရဲ့ capacitor တန်မှုအမြင့်ဆုံးတန်မှုကမှဟိုအလောက်ပဲရှိတာ။အမြင့်ဆုံးတန်မှုလောက်ကမှအဲတန်းပဲရှိတာ။တန်ဖို့ဒါဘလောက်လဲဆိုတော့တဲ့။ကျွန်တော်လည်းကောင်းမမြင်အောင်တန်းဖို့1000 microfarad ဆိုတော့ အဲသူကဒီ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 ဟိုဟာရီက54လောက်နဲ့သူကောင်းကောင်းအလုပ်လုပ်တယ်တိတ်ခက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 ်မရှိပါဘူးဒီရှုပ်ရှက်ခက်နေရာတွေကိုဘာအသိအများကြီးသွားမကြည့်နဲ့ဟာ ကောင်း1.2ဖို့ဒီလောက်ပဲနော်ဒီတစ်ပို့ပြီးတော့ပြက်ရင်ဒီကတ်ကိုတအားကြီးကြိုးစားပြီးတော့ပြင်မနေနဲ့တလုံးဝင်လိုက်တာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတလုံးမှဥပမာ2000 3000လာကျွန်တော်ဈေးဈေးတော့မတိချာမတိဘူးဆိုတော့ ဒီလိုမျိုးအစားထုတ်လို့ရတယ်ဒါမှမဟုတ်အလွယ်တကူဖိုက်ဖို့ဒါမှမဟုတ်အဲ့လိုပေါ့နဲဘာဘာတီးတီးမွမွားလောက်ကလွဲရင်ဂျန်နေကြီးမမပြတ်တယ်ဆိုရင်ကျူးစားပြီးပြင်နေတာအဆင်မပြေပါဘူးအဲ့တော့အခုဒီ AC ဘိုင်းပြတ်ရင် DC နဲ့တုံးလို့ရတယ်တချို့ကကြတော့ဒီလိုကျိုးတန်းလန်းဖြစ်နေမှာအောင်သူတို့မလိုချင်ကြဘူးဒါ ုံမှန် normal user ဆိုလည်းမကြိုက်ဘူးအဲ့တော့ဒီကျိုးတန်းလန်းကိုဖြုတ်လိုက် ဖြုတ်လိုက်ပြီးသွားရင် DC နဲ့ထူတုံးလို့ရတယ် DC ဒီဒီအပိုင်းအဲ့ဒါဆိုလို့ရှိရင်ဒီအပိုင်းတစ်ခုလုံးကဘာမှမလိုတော့ဘူးဒီအပိုင်းတစ်ခုလုံးပြတ်တယ်ဆိုရင်ကြတယ်တွဲဖို့နဲ့ထူလို့မှ short ကြနေတယ်ဆိုရင်တော့ short ကြနေတဲ့ IC ကိုဖြုတ်ကြမယ် short ရှာမယ်ပေါ့နော် short ရှာတာလည်းလွယ်တယ်ဒီမှာ capacitor တွေရှိတယ်လိုက်ထောက်လိုက်ရုံပါလိုက်ထောက်လိုက်လို့ပဲအလုံးမှကြနေလာလဲ ဒီလုံးဒါဆိုလို့ရှိရင်ဖြုတ်ပြီးတော့တိုင်းလိုက်အဲ့ကြားထဲမှာ short ကြနေတယ်ဆိုလို့ရှိရင်အဲ့ဒီရဲ့ပတ်လန်အတိုင်းလိုက်ပြီးတော့တစ်ခုပြီးတစ်ခု transistor လေးလာဒါမှမဟုတ်ဒီကောင်လာအဲ့လိုပေါ့ short ရှာလိုက်ပေါ့နော်ဒီ CPU ကြီးပြတ်တယ်ဆိုရင်တော့ဘာမှလုပ်လို့မရဘူးပေါ့နော် CPU ကြီးပြတ်တယ်တော့ဒီမှာအာဒါဒါ signal ဘူးပြီးတဲ့ IC ဒီကောင်လေးပြတ်တယ်ဆိုရင်တော့ဟိုကလုံးမနေနဲ့ပေါ့အစားထိုးမနေနဲ့လုတ်တီရှုပ်လို့ အတိတ်သားလဲပေါ့ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီလောက်နဲ့ပဲဒီဗီဒီယိုရပ်ပါမယ်